ျွန်တော်ဘဝတွေမှာငွေဆိုတဲ့အရာဟာအရေးကြီးဆုံးမဟုတ်ခင်တော့အလုံးအရေးကြီးတဲ့ကိစ္စတွေထဲမှာတော့တခုအပါအဝင်ပါပဲအဲ့တော့အဲ့ဒီအရေးကြီးတဲ့ငွေကိုကျွန်တော်တို့ကဘလို့စီမံခန့်ခွဲမလဲငွေဟာမြင်းတစ်ကောင်ဆိုပါတော့ဆင်းတစ်ကောင်ဆိုပါတော့သူ့ကိုကျွန်တော်တို့ကဘလို့ထိန်းချုပ်တိုင်တွေမောင်းနေမလဲဒါလေးကလည်းအရေးကြီးပါတယ်အားလုံးငွေလိုချင်တာတော့အားလုံးလိုချင်တာပဲ ဒါပေမဲ့အဲ့ဒီငွေအပေါ်မှာဘလို့ကင်တွယ်မလဲဆိုတာလေးကဒီကံပိဒတ်တတ်သဘောအရာရေးကြည့်ရပေါ့နော်နမူနာပြောရရင်ကျွန်တော်တို့ကဆရာကြီးမင်းမင်ကားဆိုလို့ရှိရင်သူ့လက်နဲ့ပတ်စံမကင်တဲ့လောက်ပဲ99တတ်သမား99ရခိုင်တန်းသူ့လက်နဲ့ပတ်စံမကင်ပါဘူးဆိုကြပါသူသူအလုပ်လုပ်တဲ့ဇပွဲလေးမှာလင်မန်းလေးတစ်ချက်ကြာတာလေအဲမိတ်ဆွေတွေပရိသတ်တွေဘာတွေလာကြတယ် အဲရေရာလေးပါလေးတောင်းကြတယ်ဘာညာအဘတော့ရေရာကိုမြစ်တန်နဲ့ပေးတယ်အဘမင်းသိင်ခါစီမှာကျွန်တော်တို့ပညာသင်ရတဲ့အခါအဘကနေဘေးနဲ့နေပေးတဲ့အခါမလဲတစ္ဆာရေတိုက်ခဲ့တာရှိတယ်နော်အဘရဲ့တပည့်တွေဆိုလို့ရှိရင်ရေရာကြီးဘာကြီးညာကြီးကိုဓာတ်ရိုက်တော်၎င်းတွယ်ဝတ်ရတော်၎င်းလုံးဝမယူပါဆိုပြီးတစ္ဆာဆိုတစ္ဆာကြီးတောက်ခဲ့ရတယ်နော်အဲ့တော့ဘေးရဟောကညာမှုဇောက တထောင်ဆိုတထောင်လုံးရေးထားတယ်9000ဆို9000လုံးရေးထားတယ်1000ဆို1000လုံးရေးထားတယ်အဲ့ဒါပဲအဲ့ဒါဥမာအရာလေးကဘလောက်ကြပါတယ်လို့ဘာအတွက်ကဘလောက်ဘယ်တဲ့တဲ့ဆင်အတွက်ကဘလောက်ဘယ်ရေတွေအတွက်ကဘလောက်ဆိုလို့ရှိရင်အဲ့ဒါဒီအပါမင်းနေခတပိအစ်စ်မဖြစ်နိုင်ဘူးတပိအစ်စ်ဖြစ်ခဲ့ရင်အပါမင်းနေခတစ္ဆာစောင့်တည်တော့တပိမဟုတ်ပါဘူးဆိုတာကဲဒါလဲစကားလမ်းကြုံတော့မှပြောပြရသေးပြနော်အပါမင်းနေခတပိတွေဒီရေရရကြီးဘာကြီးညာကြီးဓာတ်ရိုက်တော့လကောင်းတွယ်ဝိုက်ရွေတော့လကောင်းမယူပါ နောက်တစ္ဆာဆိုခဲ့ရပါတယ်။ကြည့်အဲ့တော့အဘမင်းနေကအလုပ်လုပ်ရင်လေမန်းလေးကြတော့ဆိုမှတင်ထားတယ်ချရတာရှိတယ်။များသောမြေသူထမင်းစားတဲ့ငွေလေမန်းလေးချရတာ။အဲ့တော့အာပရိသတ်တွေဧည့်သည်တွေပါရီလာတယ်။ဇာကြီးရဲ့ဘယ်ကိစ္စဘလို့ပဲညာအဘဒါမြစ်တာနဲ့ပြောပေးတာပဲ။အဲ့တော့မှပရိသတ်ကလူကျင်တန်းကျင်လို့လူသွားတဲ့အကြံဆိုလဲအဲ့ဘန်လေးတက်ပါပဲထည့်သွားတယ်။အဘလက်နဲ့မယူဘလက်နဲ့မကိုင်း။ အခုနကစကားမှာရေတရာကြီးကိုတိုက်ရဲတော်တော်ကောင်းတွယ်ဝိုက်ရတော်တော်ကောင်းမယူပါလုံးဝလုံးဝမယူပါဟောသာခွင့်ပြီမယူပါဆိုတဲ့တည်းမှာပြိဿကကျေနပ်လို့ကြည်ပြူလို့လူဝသူကိုဟာသူ့လုပ်ငန်းကြီးအောင်မြင်လို့ကတော့ကျင်လို့ပါဆိုရင်တော့သူ့ဝသူစင်ကြီးပဲကတော့ကတော့လေမြန်ကြီးပဲကတော့ကတော့နော်ရတယ်အဲ့ဒါအတော့အဲ့ဒါအတော့လက်ခံလို့ရတယ်ကိုကတော့တောင်းလည်းမတောင်းပါဘူးခြူလည်းမခြူပါဘူးမလိမ့်တဲ့ပါလဲမလောက်ပါဘူးအဲ့တိုက်ရိုက်တော်တော်ကောင်းကိုယ်ဝိုက်ရတော်တော်ကောင်းနော်အဲ့ဒါတတ်မှတ်ခဲ့အဲ့တော့အဘမင်းတွေက ကိုပြိဿတ်တွေကအာကြတော့ကြတဲ့ပိုက်ဆံနေပါလေဆိုလေအဲ့ဒီလင်မလေးတွေမှထည့်သွားတယ်တဏိတာဂုံမီဆိုလို့ရှိရင်အဘအဲ့ဒါအဲ့ဒါဒီမင်းကလေးတွေတင်းလိုက်ကွာဆိုကျွန်တော်ကအဲ့ဒီပိုက်ဆံလေးတွေတင်းကြီးထပ်ပြီးတော့အဘပိုက်ဆံလေးတွေထည့်ပေးရတယ်အဘအပြင်နေပါလေသွားတယ်ဟိခကြီးတပိုက်သွားတယ်ဆိုလေအဘ၃လ၃တာရှိတဲ့ပစ္စည်းလေးတွေညံ့မှန်တို့အပဒီတို့နာယီတို့အဲ့ဒါရဲ့အဲ့ဒီအဘရဲ့ပတ်စံအဲ့ရဲ့လွယ်ရဲထဲမှာထက်ကျွန်တော်ကအဘကူသားလွယ်ပြီးတော့ဘိနာကလည်းရတယ်အလည်းပဲဒီပိုင်တောက်ပြီဆိုပါတော့ အေးပတ်စံရှင်းမယ်ကွာဆိုလဲရှင်းလိုက်ကွာဆိုရင်ကျွန်တော်တို့ကထုတ်ရှင်းပေးရတာဆိုတော့ဝင်တဲ့ပတ်စံလည်းမကဘူးထွက်တဲ့ပတ်စံလည်းမကဘူးတုံးတဲ့ပတ်စံလည်းမကဘူးအဘမင်းနေကသူ့လက်နဲ့အဲ့ပတ်စံကိုထိကိုမထိတာအဲ့တော့ကျွန်တော်တို့အဘဘေးလင်းတင်ပေးတဲ့ခါကျတော့မဟာဗုဒ္ဓပညာဆိုတဲ့တဲ့ခါကျတော့အဘရဲ့ကိန်းခန်းမှာမဟာဗုဒ္ဓမှာငွေကမရဏဆိုတဲ့နေရာမှာရှိတယ်ပေါ့အကောင်းဆုံးခွဲ့တော့မကောင်းသောနေရာပေါ့နော်ငွေဆိုတဲ့ ကိန်းဂျိုကမတော့တဲ့နေရာမှာရှိတယ်။ဆိုတော့အဲ့ဒီသူ့အတွက်ပြောရရင်တော့ကံအကျိုးပေးအောင်မကောင်းသောငွေဆိုတဲ့ကိန်းလာနံအဘမကင်သွားတာ။အဲ့ဒီငွေကသူနဲ့ထိရင်ပြုံးမပေးဘူးဆိုပြီးတော့သူမကင်သွားဘူးပေါ့လေ။အဲ့ဒီဘောနော်။အဲ့တော့ကဲအဲ့ဒီနီလေးကိုယူပြီးတော့အခုဒီမှာဝင်အားပေးကြည့်ရှုနေကြတဲ့မိတ်ဆွေများကောကိုယ့်ရဲ့သားသမီးတူတူမတွေဆွေမှုသားချင်းတွေမှာရောကိုကိန်းလေးကိုတွေ့ကြည့်ပြီးတော့ငါတို့ကရော ငွေရဘလို့သဘောထားရမလဲဘလို့ကင်တွေရမလဲငွေရဘလို့မောင်းနေဘလို့အသုံးချမလဲဆိုတဲ့နီးလေးကဲလက်ဆောင်ပါခြင်းလို့ပါဗျာနော်နောက်တစ်ခုကတော့ဩဒါလေးအပြင်းပြပြပြနားထောင်ပြီးဝင်ကြည့်မိပြီးတော့ဒီတစ်ချက်လေးရင်ထဲကိုရောက်သွားရင်ဘောကမှအကျိုးလေးရှိပါသေးတော့ဆိုပြီးတော့ဒါလေးပြောခြင်းလို့ပါအဲ့တော့ဗျာကိုယ့်ရဲ့မြန်မာမွေးတက်ကြက်ကိုတီးပြီးတော့ခေါင်းနဲ့စားရမယ်မြန်မာမွေးတက်ကြက်ကိုတီးမြန်မာမွေးတက်ကြက်ဆိုတော့ဥမာ1333တော့ တောင်သုံးမှာ42တို့တောင်သုံးမှာ59တို့တောင်သုံးမှာ61တို့စတဲ့ဖြစ်ပေါ့မြန်မာလိုမွေးတဲ့မြန်မာမွေးတက်ကြက်ကိုတီးပြီးခွန်းနဲ့စားမယ်ခွန်းခွန်းနဲ့စားတော့အကျွင်း9မျိုးထွက်လာမယ်ပြည့်ကျွင်း2ကျွင်း3ကျွင်း4ကျွင်း5ကျွင်း6ကျွင်းခွန်းကျွင်းအကျွင်း9မျိုးထွက်လာမယ်အဲ့ဒီတဲမှာတိကျွင်းတဲ့သူနှစ်ကျွင်းတဲ့သူ6ကျွင်းတဲ့မိတ်ဆွေများကဲကိုယ့်အကူလည်းစားကြည့်ကြပါဦး ကိုယ့်အမေမှာမွေးတကြရကိုတီးပြီးခုနှစ်စားညီကြပါအောင်ပါလေကျွန်းလေနော်ပါလေကျွန်းလေတစ်ကျွန်းတဲ့မိတ်ဆွေများနှစ်ကျွန်းတဲ့မိတ်ဆွေများ၆ကျွန်းတဲ့မိတ်ဆွေများဆိုရင်အပါမင်းတင်ကားတဲ့ဒါဂိင်းရင်ဆင်းနေပေါ့ဆင်းနေဆင်းနေတထတဲ့မဟုတ်တော့ဆင်းနေပေါ့အဲ့လိုမိတ်ဆွေတွေကလက်ထဲမှာငွေကင်မထားတယ်မင်းငွေနဲ့ကိုနဲ့ကအကျိုးမပေးဘူးပေါ့နော်မတည့်ဘူးပေါ့အဲ့တော့ငွေကိုစုထားတာတော့ငွေလေးကိုလက်ထဲမှာဥထားတာတော့လုံရင်အဲ့ငွေမမြဲတာဘူးအကျိုးမပေးတာဘူး ။ဟာလာသားလေးထုတ်လာတိုင်းငွေလေးမလီနန်းတစ်ချက်ချက်နဲ့အေးလိုင်းပေါ်မှာတင်လိုက်မယ်။အဲ့ဒီမိတ်ဖလစ်ဆိုကုံစရာပေါ်လာလိမ့်မယ်။ဆိုတော့ကျိတ်မိတ်ပြီးစုအကျန်းဖန်ပြီးတော့ကုံစရာတွေနော်ဟာကွာမစားမတော့မစားရမတော့ရစုတာတာလေးတွေဘလို့ပါသွားတယ်ဘလို့ကုံသွားတယ်ဆိုရင်ဖြစ်တတ်တယ်။အဲ့တော့တစ်သမားနှစ်သမားတိကျွန်းသမားနှစ်ကျွန်းသမား၆ကျွန်းသမားများငွေမစုတယ်မူလက်ထဲမှာငွေကိုနှွေးအောင်ကိုကင်မထားတယ်မူငွေလေးများဝန်းဝင်လာပြီဆိုတော့ ီအဖို့ရံပစ္စည်းတွေပါတယ်ကိုလိုချင်တာတွေပိုင်ပိုင်နိုင်နိုင်ဖတ်မှန်ရင်ဝယ်ရင်ဝယ်ပလိုက်ကိုကဥအောင်ဝယ်ပလိုက်ဒါမှမဟုတ်ယင်းနည်းမြုံနယ်ထဲမှာထက်နော်စသဖြင့်လုပ်ငန်းလက်ပတ်ထဲမှာထက်နေစသဖြင့်ပေါ့နော်ဒါအဘမင်းငါကတော့သူ့လက်လက်ကုန်ငွေကိုမထိတာပေါ့အဲ့ဒါဝင်လာရင်လည်းတပိတရားပဲပဆိုင်နဲ့ထည့်ပေးရတယ်သုံးရင်လည်းတပိတရားပဲအဲ့ပဆိုင်ယူပြီးသုံးပေးရတယ်ဆိုတော့သူ့လက်နဲ့ထိမသွားဘူးပေါ့သူ့လက်မပတ်သက်သွားဘူးအဲ့တဘောမျိုးပေါ့နော်အဲ့တဘောမျိုးဆိုတော့တိကျွင်းနဲ့နှစ်ကျွင်းနဲ့၆ကျွင်းနဲ့မိတ်ဆွေများသည်အဲ့တဘောပါပဲငွေကို ကိုနဲ့မပတ်တဲ့အောင်နေဟုတ်လားပတ်ဆိုင်ဒီဘက်တောင်အများရန်ကင်မထားနဲ့နော်အသားသမီးတွေမိတ်ဆွေတွေပါတယ်အသားမျိုးဖိတ်ထားတာမျိုးကုနာလိုမျိုးပစ္စည်းတွေပါတယ်ဥအောင်ဝယ်ပလိုက်တာမဟုတ်လို့အဓိကတော့ငွေရုပ်စုမထားဖို့ပဲနော်ငွေရုပ်စုမထားဖို့ပါပဲအဲ့တော့အဲ့ဒါတင်းတင်း၆ကျွန်းနေဟုတ်ပြီ၃ကျွန်းသမားတွေကြတော့အဲ့ငွေကန်ကိုကကောင်းတာငွေနဲ့ကိုကန်ဆက်တာငွေနဲ့အကျိုးပေးတာငွေနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်တယ် ကဲဒီတဲမှာသုံးညသမားတွေပါခဲ့သုံးညသမားတွေကငွေငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေငွေစုငွေကြေးတို့အပေါင်းနှံအခြေအင်းကားတို့အပေါင်းဆိုင်တို့ငွေလဲငွေလဲလုပ်ငန်းတို့ငွေပုတ်ငွေလွှဲလုပ်ငန်းတို့အာဒေါ်လာနဲ့ပတ်သက်လို့အပန်းစတဲ့ပြင်ပေါ်ငွေကြေးနဲ့ပတ်သက်တဲ့အလုပ်တွေအပေါင်းခံတယ်နော်အခြေအင်းကားတို့ဟာဒီဘက်ကမှာပေါ်တဲ့ပေါ်တဲ့ကဲစားလာတဲ့ဟိုစုမဲလိုက်တာတို့နော်စတဲ့ပြင်ငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ သုံးကျွန်းသမားတွေဆိုရင်ငွေနဲ့တက်တဲ့အကောင့်တွေအတွက်เนาะအဲ့ငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဦးစားပေးပြီးတော့လုပ်တင်ပါတယ်လေးကျွန်းသမားလေးကျွန်းသမားကြတော့ဝင်တန်းဆန်ဆန်အလုပ်မျိုးတွေနဲ့ငွေတွေရွှင်တတ်တယ်ငွေတွေဝင်တတ်တယ်အဲ့တော့ဝင်တန်းအလုပ်လုပ်ရင်လုပ်ဒါမှမဟုတ်လည်းအဲ့လိုပေါ့เนาะအလုပ်တစ်ခုခုလုပ်ပေးပြီးတိုင်းငွေရတယ်ဆိုတဲ့ဥစ္စာမျိုးပေါ့အကျိုးဆောင်ပွဲသားလိုဟာမျိုးပဲဖြစ်ဖြစ်เนาะ စတဲ့ဖြင့်ဒါတခုခုကိုကနေကူညီပံ့ပိုးပေးလိုက်တယ်ကိုကဆောင်ရွက်ပေးလိုက်တယ်ကိုကဝန်ဆောင်မှုလုပ်ပေးလိုက်တယ်အဲ့ဒီငွေတွေရတယ်အဲစတဲ့ဖြင့်ပေါ့လေကျွန်းသမားတွေကအဲဝန်တန်းကဲ့သို့သောကိုကတခုလုပ်ပေးလိုက်တယ်ဟိုဘက်ကကိုညမှုဇောကပြန်ပေးမယ်လဝကပြန်ပေးမယ်နော်လာတာပေးမယ်အဲ့ဒါလိုငွေမျိုးအကျိုးပေးလိုက်တယ်လေကျွန်းသမားတွေကအဲ့တော့ဝန်ထမ်းအလုပ်လိုဟာမျိုးတွေဦးစားပေးတယ်အစိုးရဝန်ထမ်းမဖြစ်ဖြစ်ဌာနဟိုဘုံ ကုမ္ပဏီတွေအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေအကျိုးပေးတယ်ငားကျွန်းသမားတွေငားကျွန်းသမားတွေကြတော့ဆရာအလုပ်တို့ဟာမျိုးဘာသာရေးတို့ပညာရေးတို့ ਨੇ နှွယ်တဲ့ငွေနဲ့အကျိုးပေးတယ်ဗျအဲ့တော့ဟိုဆရာတော်တန်ဃာတို့တွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လဲအဲ့ပညာရှင်ဖြစ်တဲ့ရက်တွေဒါအကြောင်းဆရာကျူရှင်ဆရာဘာသင်တန်းပြတဲ့ဆရာအဲ့ဒီလိုမျိုးညံပူဇော်ကဆိုတဲ့ဥစ္စာမျိုး ਨੇ ကိုအကျိုးပေးတတ်တယ်။ငါကျွန်းသမားတွေကငါကျွန်းသမားအဲ့တော့အလုံမှငွေရှာဖို့ဆိုလို့ရှိရင်အဲ့လိုပညာနဲ့ရှာပါပညာနဲ့ရှာမယ်ပေါ့နော်ဘူတော်ခံရတဲ့ဥစ္စာမျိုးအဲ့တော့ဒီမိတ်ဆွေတွေကငါကျွန်းသမားပါလို့ရှိရင်လေဆိုကြပါစို့ရက်ွက်တဲ့မှာဟာဘုံကတိန်တို့ပါလို့ဆိုရင်မိုက်ကြီးနဲ့အော်ပြီးလူကန္နာဟာဘာညာပေါ့နော်ဟာလားငုံဖရာကောပကတို့ဟာတာရင်နိုင်အလူကန္နဲတို့နေရအဲ့လိုနေရာမျိုးတွေမှာငါကျွန်းသမားပါလိုက်ရင်ပတ်စံနေပူရလိမ့်မယ် သူကသူများတွေလာပြီးလှူတာတန်းတာပူဇော်တာအဲ့ဒါလို့ပတ်ဆံမျိုးရပို့ရတယ်အဲ့ပရာဟိတနော်ဒါတော့ငါးကျွန်းသမားများကတစ်ဖက်ကစေနာတရာပောက်ပြီးတော့ပညာကိုပူဇော်ပြီးတော့ရတယ်ပတ်ဆံမျိုးကိုအကျိုးပေးတတ်ပါလေဗျနော်ကျွန်တော်ဆိုလို့ရှိရင်ငါးကျွန်းပေါ့အခုဘေးရင်ဆရာဖင်းနဲ့ရက်တည်တယ်စာရေးဆရာကာတွန်းဆရာပညာနဲ့ရက်တည်တယ်ပေါ့အခုနငွေမှာကြတော့ အဲ့ငါးကျွင်းကပညာနဲ့အကျိုးမပေးဘူးတကယ်ပြောရင်ငါးကျွင်းကပညာနဲ့အကျိုးမပေးဘူးပညာအရှင်ဖြစ်နေရတည်လို့မရဘူးဒါမှကျွန်တော်အဲ့ဒါနဲ့ရတည်ပြီးတော့ပြောရရင်တော့ကျွန်တော်အကျိုးပေးနေတယ်ပေါ့ကျွန်တော်တို့ကကန်ဆတ်နေတယ်ဒီဘေးရင်အလုပ်လေးရကျွန်တော်တို့ဘဝမှာသမင်းစားလို့ရတယ်အသက်ရှူလိုက်ချောင်းတယ်စဉ်းစားစရာကြီးပဲတော့အဲ့တော့အပါမင်းနေခါတို့ကြတော့ကျွန်တော်တို့အတွေးအခေါ်တွေပါပေးခဲ့တယ်ဟုတ်ပြီငါးကျွင်းဆိုရင် တဲ့ဆိုလို့ရှိရင်ပညာရှင်ဖြစ်နေမှာရတည်နေပညာနဲ့အကျိုးမပေးဘူးအခုငွေကံကြတော့ပညာနဲ့အကျိုးပေးမယ်လို့လာပြောတယ်မင်းပြောင်းမြန်ကြီးဖြစ်နေဘယ်လိုလုပ်ရမှာလဲမင်းတ냐တိုက်ရမှာလားဘယ်လိုလုပ်ရမှာလဲဖြစ်တယ်ပညာကိုဖြက်ပလိုက်တာပေါ့နော်မူလရှိပြီးသားပညာမဟုတ်ဘဲနဲ့ပြက်သွားတာမျိုးပြောင်းပြလိုက်တာမျိုးဖြစ်တဲ့အခါမှာအလွယ်ပြည့်နော်ပညာရှိရပညာပြက်ပလိုက်တာပေါ့ပုံပြောင်းမလိုက်တာအဲ့ဒီမှာပညာပြက်ပြီးသားဖြစ်သွားတဲ့အတွက် လာအကျိုးပေးတာအပြက်နဲ့ကြတော့လာအကျိုးပေးတာဒါကြောင့်ဆိုကြပါစို့ဘင်လောကမှာတော့ဘင်လောကမှာတော့ကျွန်တော်ရက်တည်လို့ရှိရင်မိษွေများသတိပြုကြည့်မိကြတာတွေလည်းရှိမယ်ပေါ့။ဩကျန်တဲ့ဘေးရင်ဆိုင်နဲ့မတူဘာမတူမှန်းတော့မသိဘူးကိုလည်းမသိပါဘူးမတွေးမိပါဘူး။မိษွေများကတော့ကိုစီကိုစီတုံးတက်တဲ့ချက်တွေရှိမှာပေါ့။ဘေးရင်မေးဘူးကြတယ်။ဘယ်သူစီမှာဘယ်လိုဘယ်သူကဇင်ယောနီကဘယ်လိုဟဲ့။ဘယ်သူဘဲဆရာတွေဘဲဆရာမတွေကဘယ်လိုပြောတယ်ဟဲ့။ဇင်ယောနီကဘယ်လိုပြောတယ်ဟဲ့။ဟင်းဦးကြောင့်ကြောင့်ဘယ်လိုကြီးတော့တူရဘယ်လိုကြီးသူပြီးတဲ့ချက်တွေကဘယ်လိုကြီးလဲမသိဘူး။စွမ်းမွေးလည်းဖြစ်နိုင်တာပေါ့။ ဆိုတော့ကျွန်တော်ကကျွန်တော်အတွေ့ကျွန်တော်ဉာဏ်လေးနဲ့ဒီပညာကိုအသုံးချတဲ့အခါမှာရှေ့ကရှေ့ကကျန်တဲ့ကပညာတွေအဘပေးခဲ့တဲ့ပညာတွေကကိုလိုကောင်းလိုက်ဒီလိုပြောင်းလိုက်ကိုလိုလှုပ်လိုက်ဒီလိုပြင်လိုက်ကိုလိုလှုပ်လိုက်နဲ့ပညာတွေကပြက်ကုန်တယ်ဓမ္မတွေနော်အဲ့ဒီမှာတင်အလွယ်ပြောတော့ပြက်တာပေါ့ဗျာဒီဘက်ကကျွန်တော်မွန်းမှန်ပြီးတော့ဒီဘက်ကလို့ဆိုတော့ update လုပ်လိုက်တာပေါ့နော်ဟော 19ရာစုလွန်ပညာဇင်ရီလက်ထက်မှာ20ရာစုကျတော့ဘလို့ပြောင်းသွားတယ်ဆိုတာမျိုးတချို့ပါလေဆိုကြပါစို့ဗျာဟိုတလောောင်ပြောပြတဲ့အချက်မှတ်ချက်ရတွေကမက်ဆီနဲ့လောက်ရမယ့်ဥစ္စာမျိုးဒီခေတ်မှာမက်ဆီမလွယ်တော့ဘူးအဲ့တော့မက်ဆီမရရင်ဘာလုပ်မလဲတခုပြောင်းလောက်ရမှာပေါ့အကမျိုးတွေပေါ့အပေါင်းမင်းငါကျွန်တော်တို့တင်ပေးတယ်နိုင်ငံခြားကနေငွေလှမ်းပေါ်အောင်ဆိုလို့ရှိရင်နဲ့ဘတ်စကားစီးပြီးတော့စပယာပြန်အန်းနဲ့ပတ်စံတွေကအကြီးဆုံးပတ်စံကြိုကိုမှတ်တာအဲ့ဒီပတ်စံနဲ့နိုင်ငံခြားကငွေပို့ရမယ်လို့ရဓာတ်ပုံညညရိုက်ပြီးတော့ရက်ခတ်ပြီးတော့စူတောင်းမှာတဲ့ ဒါအဘသင်ပေးခဲ့တာဟာစပရာဟိုဘတ်ကားမရှိတဲ့စပရာမရှိတဲ့အဲ့လိုရက်ဒေတာဆိုဘယ်လိုလုပ်မလဲအဲဆိုရင်ကျွန်တော်ကတမျိုးနောက်ထပ်တမျိုးပြောပြီးပြောင်းပြီးပြလိုက်တယ်ကုံတုံတိုင်းကြီးကြီးကိုသွားအဲ့ဒီကုံတုံတိုင်းမှာပစ္စည်းတစ်ခုခုဝယ်လိုက်ပြန်အန်းနဲ့ပတ်ဆံနဲ့အဲ့နိုင်ငံသားငွေလှမ်းပို့ရမယ်လူပဲတတ်ပုံရိုက်ပါအဲဒါမျိုးတွေပေါ့နော်ကျွန်တော်ညံလေးနဲ့ကျွန်တော်အတွေ့အကြုံနဲ့ပြင်ပြလိုက်တာတွေပြောင်းပြလိုက်တာတွေမွမ်းမပြလိုက်တာတွေရှိတယ်ပြပါတယ်အဲ့တော့ ကျွန်တော်ဒီငါကျွန်းသမားဒဲဆိုရင်ပညာနဲ့အကျိုးမပေးဘူးကံမစဘူးဒါပြင်ဇင်းယောနီမင်းကြတော့ဘာလို့ပညာနဲ့အကျိုးပေးကံစနေလဲဆိုတော့အဲ့ပညာတွေကအဲ့လိုမျိုးတွေဟိုလိုကဒီလိုဖြစ်ဒီလိုကဟိုလိုဖြစ်ဒီဖြစ်သွားဟန်သူ့ပါလေနော်အဲ့သဘောလေးလေကဲထားတော့အခုကတော့ငွေအကြောင်းပြောတာဆိုတော့ငါကျွန်းသမားတွေကအဲ့လိုညံပူဇော်ကတို့သူများပူဇော်တက်ကာရလောက်တဲ့ငွေချေးတို့တူတဲ့တန်းတဲ့ငွေချေးတို့အဲ့လိုမျိုးနဲ့အကျိုးပေးတတ်ပါတယ်အဲ့တော့ဘာသာရေး သို့မဟုတ်ပညာရေးဒါမှမဟုတ်ပရာဟိတလူမှုရေးအဲ့ဒီလိုကိစ္စတွေနဲ့ဘဝမှာငွေကံပုံပြီးတော့အကျိုးပေးတာပါလေဗျာနော်ကဲခုနမေးတဲ့၃ညကျွင်း၃ညကျွင်းသမားညီလေးလားညီမလေးလားဒူလေးလားဒူမလေးလား၃ညကျွင်းသမားတွေကြတော့ငွေကစုတင်တာငွေစုတယ်အဲ့လိုအဲ့ငွေကသူ့အကျိုးကိုပေးတာအဲ့တော့လာစားထုတ်သလားဘယ်ကငွေတွေဝင်လားစုတာအဲ့ဒါလေးငွေလေးဥတာ သုံးလရှိတဲ့အခါ၆လရှိတဲ့အခါကျမှဘယ်ပစ္စည်းဝယ်လိုက်မယ်လို့ဘယ်အလုပ်လုပ်မယ်လို့အဲ့ဒါမျိုးအကျိုးပေးတတ်တယ်။အဲ့တော့ရှေ့မှာပြောခဲ့တဲ့၁ရ၂ရ၆ရတွေကငွေမစုရမယ့်အထက်မှာပါတယ်။ငွေကိုကင်မထားနဲ့မစုထားနဲ့ချက်ချင်းသုံးအလုပ်ထဲမှာလေပတ်နေပြီ။သုံးညာကျွင်းနေကတော့ငွေစုကိုစုတယ်။အဲ့မစားရမတော့ရတာစုပြီးတော့ဒါပေမဲ့သူ့ကြတော့အကျိုးပေးတယ်။ဟာသူတို့ကိုယ်ကိုအနေနဲ့များငွေစုလိရှိတာပဲ။ စုကြတာချင်းအတူတူပေါ့နော်သူ့ကြတော့6လရှိတော့အမေအိမ်လေးဖြစ်သွားတယ်ကားလေးဖြစ်သွားတယ်တနည်းရှိတဲ့အခါကျတော့အဲကုံတုံနိုင်လေးဖြစ်သွားတယ်ငါတို့ကြတော့ဟဲ့3နှစ်ရှိပြီငွေစုတာကုသိအကျွေးလေးတင်တော့စုတာမျိုးတော့ဖြစ်တတ်တယ်ပေါ့အဲ့တော့အကျိုးပေးတဲ့လူကပေးတယ်မပေးတဲ့လူကမပေးဘူးအဲ့တော့၃ညာကျင်းမိတ်ဆွေများကငွေစုတဲ့နဲ့ငွေကိုပြီးပြင်ပိုင်နိုင်စုပြီးမှအိုးပြီးမှအဲ့ငွေလေးကိုနှက်တာပြီးတော့မှဘယ်ဥစ္စာလုံးမယ်ဆိုပြီးအဲ့ကိုပိုင်ပိုင်နိုင်နိုင်လုံးတယ်ပါလေနော်ဆိုတော့ကဲဒါလေးတွေက ငွေနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်တွယ်စီမံအသုံးချဖို့ဥစ္စာလေးတွေပေါ့နော်အဲ့တော့ဆိုကြပါသူတိကျွန်းသမားတွေဆိုရင်သူကငွေကန်နေတဲ့အတွက်ငွေတွေပါတွေစုထားမယ်ဆိုရင်ပျောက်တတ်တယ်မမြဲတတ်ဘူးပျောက်တယ်ပေါ့နော်အဲ့ငွေကသူမသုံးလိုက်ရပဲနဲ့ပျောက်သွားလို့တို့ခိုးခံလိုက်ရလို့အလိန်ခံလိုက်ရလို့လို့ရောလိုက်ရလို့အဲ့လိုမျိုးတွေမှာပါသွားတတ်တယ်နော်နှစ်ကျွန်းသမားတွေကြတော့လေအဲ့ငွေစုထားရင် ကုံပေါက်ကုံလန်ငွေယူပေါက်တအားများရတယ်။ကြမ်းဖန်ပြီးငွေရယူမှာနှစ်ကျင်းတော့မှကြတာလေ။ကိုပစ္စည်းကပြက်လို့တရားပြက်လို့ตาလေးနေမကောင်းလို့သမီးလေးရပါပြက်လို့ကြောင်းမှာယောက်ျားကပါပြက်လို့မလို့အာဘယုတ်စာကိစ္စပြဿနာတက်လို့ရောစတဲ့ပြင်ငွေယူပေါက်ကြမ်းဖန်ပြီးကိုထွက်တတ်တယ်။၆ကျွင်းအပါမင်းငါလို့ထောက်ကျင်းသမားကြတော့အဲငွေစုတိုင်းကျမ်းမာကြီးလာထိခိုက်တတ်တယ်အဲ့ဒီငွေကစေးဘွားကဖြစ်သွားလို့စေးစေးကျမ်းမာကြီးဖြစ်သွားတာတော့ ကိုကျမ်းမာကြီးပဲဖြစ်ဖြစ်ဘွားဟဲ့မိသားစုကျမ်းမာကြီးအတွက်ပဲဖြစ်ဖြစ်ကုံသွားတာလို့ဖြစ်တတ်တယ်နော်ဒီအဲ့တော့ခြုံလိုက်ရင်တိကျွင်းနှစ်ကျွင်း၆ကျွင်းများငွေမစုတဲ့မူရောဘာပေါ်ပေါ်တော့ဒါမှမဟုတ်လေအဖိုးရံပစ္စည်းတွေချက်ချင်းဝယ်တာမျိုးအလုပ်ထဲမှာလဲပတ်နေတာမျိုးထွက်တာပါနော်အဲ့ဒါတိနှစ်၆ပြီနော်သုံးကျွန်းတွေကငွေနဲ့ပတ်သက်တဲ့အလုပ်တွေတဲ့ကိုပါလေငွေကြီးနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ပါငွေကြီးလုပ်ငန်းတွေ လေးကျွန်းသမားတွေကတော့ဝင်တန်းဆန်ဆန်အလုပ်မျိုးတွေနဲ့ငွေကံပိုတောင်းတယ်။ငါးကျွန်းသမားတွေကတော့ပညာရေးတို့ဘာသာရေးတို့ပရိတ်တအဲ့ဒါလိုအလုပ်တွေနဲ့ဆက်နွယ်ပြီးတော့ငွေကံပိုကောင်းတတ်တယ်။သုံးညကျွန်းတဲ့လူတွေကငွေစုတဲ့နဲ့ငွေစုပြီးတော့မှပိုင်ပိုင်နိုင်အလုပ်တွေလုပ်တဲ့နဲ့ပေါ့နော်။